်မေလ29ရက်နေ့ထို့ကြောင့်ငြိမ်သက်ခြင်းနဲ့၎င်းအချင်းချင်းတိဆောက်ခြင်းနဲ့၎င်းရှင်သောအရာတို့ကိုမိအောင်လိုက်ကြကုန်ဟံယောမဩဝါဒစာအခန်းကြီး14အခန်းငယ်19တိရိကေဟာအိမ်ဒီမုံမြတ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါလေပြည်ဆောင်သောအိမ်တော်တစ်ခုတွင်ယောက်ျားမိန်းမနှင့်ဖျားသခင်၃ဦးပေါင်းစုံထားရာဖြစ်သည့်ဖြစ်အိမ်တော်သည်တန်ရှင်းစင်ကြယ်မုံမြတ်ပါသည် ပျော်ရွှင်ပွဲကောင်းသောအိမ်တော်နှင့်အောင်မြင်သောတိရိကေယတို့ခုတည်ဆောက်ရာတွင် သခင်ယေရှုကိုယုံကြည်ခြင်းသည်အရေးပါဆုံးသောအခြေခံအချက်တစ်ချက်ဖြစ်ပါသည်နိုင်ငံတကာ၏စွမ်းအားလှည့်ဝတ်ချက်သည်လည်းနှလုံးသားများနှင့်မိသားစုအိမ်တော်များတွင်ယုံကြည်မှုတည်ရှိခြင်းဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုအားဖြင့်တယောက်ကိုတယောက်ချစ်နိုင်ပြီးကျွန်တော်တို့အိမ်တွေမှာလည်းသခင်မြတ်တာလင်းစေနိုင်ဖို့အတွက်ဆုတောင်းပါရယ်အာမင် ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမက်ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ